对不，对、啊？ မြန်မာစစ်တပ်ကိုဆက်လက်နက်အကူအညီတိုးမြင့်ပေးနေပေမဲ့စစ်မြေပြင်ရှုံးနိမ့်မှုတွေကိုပြောင်းလဲနိုင်မှာမဟုတ်တဲ့အကြောင်းတုံ့တက်ထားတဲ့ Washington DC အခြေစိုက် Stimson Center ကဆာမရှင်ဇက်ခရီအဘူဇာနဲ့ငင်းငင်းတက်နိုင်တဲ့ဆာမကိုတင်ပြပါမယ်။တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုနိုင်ငံကိုစူးစီးထိန်းချုပ်ပြီးတရုတ်ရဲ့အကျိုးစီးပွားတွေကိုအကာအကွယ်ပေးနိုင်တဲ့တခုတည်းသောအင်အားစုဖြစ်ရှုမြင်နေပါတယ်။ဒါကြောင့်စစ်မြေပြင်မှာကြာရှုံးနေတာတောင်တရုတ်ကမြန်မာစစ်တပ်ကိုစစ်ရေးအကူအညီတွေဆက်ပြီးပေးနေတာဖြစ်ပါတယ်လို့ဆာမရှင်ကဆိုပါတယ်။ကုလသမဂ္ဂရဲ့စီးရင်တွေ ရစစ်တပ်ကအာဏာသိမ်းပြီးတဲ့ချိန်ကနေ2023ခုနှစ်မေလအတွင်းမှာတရုတ်လုပ်ငန်း50ခုကမြန်မာစစ်တပ်ကိုဒေါ်လာ268တန်တန်မိုးရှိတဲ့လက်နက်တွေရောင်းချပေးခဲ့ပါတယ်။ဒီထဲမှာ FTC 2000G ဂျက်တိုက်လေယာဉ်တွေအပေါ်ပစ္စည်းစိတ်ပိုင်းတွေနဲ့စစ်မြေပြင်သုံးရဟယင်တွေတင့်ကားတွေပါဝင်ပါတယ်။တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုဆက်သွယ်ရေးဆိုင်ရာနည်းပညာနဲ့စစ်ပစ္စည်းတွေလက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့လိုအပ်တဲ့စစ်ပစ္စည်းတွေကိုလည်းရောင်းချခဲ့တယ်လို့ဆောင်းမဆိုပါတယ်။ တရုတ်ကမြန်မာစစ်တပ်ကိုပေးနေတဲ့စစ်ရေးအကူအညီတွေထဲမှာ UAV လို့ခေါ်တဲ့လူမဲ့ပြန်တမ်းရေးခြင်းတွေအသုံးပြုတာနဲ့ဆိုင်တဲ့နည်းပညာလည်းပါဝင်ပါတယ်။မနှစ်ကစစ်ကောင်းဆောင်ရဲ့တရုတ်နိုင်ငံခီးစဉ်အတွက်မှာဒရုန်းယာဉ်တွေထုတ်လုပ်တဲ့စက်ယုံနဲ့စစ်လက်နက်ပစ္စည်းစက်ယုံတွေကိုတွားရောက်ကြည့်ရှုခဲ့တာကိုကြည့်ရင်မြန်မာစစ်တပ်ဟာဒရုန်းယာဉ်တွေတုံးပြီးတိုက်ခိုက်နိုင်စွမ်းကိုမြင့်တင်ဖို့ကြိုးစားနေတဲ့အကြောင်းထင်ရှားပါတယ်။ဒါအပြင်မြန်မာစစ်တပ်အတွက် တရုတ်စိုးရရဲ့နောက်ထပ်စီးရဲအကူအညီတစ်မျိုးကတော့ဒရုန်းနဲ့တက်ခိုက်မှုတွေကိုအားထားနေရတဲ့တော်လှန်ရေးအင်အားစုတွေလိုအပ်တဲ့ဤပညာနဲ့ဒရုန်းစိတ်ပိုင်းတွေမရတော့အောင်တားမြစ်တဲ့စီမင်းတစ်ခုကိုပြတာလိုက်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလတရက်ကစပြီးချမှတ်လိုက်တဲ့အဲ့ဒီစီမင်းကြောင့်တော်လှန်ရေးအင်အားစုတွေဟာဈေးသက်သာတဲ့တရုတ်နိုင်ငံလောက်ဒရုန်းယာဉ်နဲ့လူမဲ့ပြန်တိုင်းရေးဤပညာတွေအစိတ်ပိုင်းတွေဝယ်ယူသုံးပြုဖို့ပို့ပြီးခက်ခဲသွားစေပါတယ်တရုတ်စိုးရရဲ့စီမင်းတွေဟာတော်လှန်ရေးအင်အားစုတွေကိုအားနည်းသွားအောင်လုပ်ဖို့ ကြီးဝဲတာထင်ရှားပါတယ်။ဒါပေမဲ့အရက်ဖတ်သုံးဒရုန်းယာဉ်တွေကိုဝယ်ယူတာနဲ့တက်ခိုက်ရေးအတွက်ပြုပြင်အသုံးချတာတွေကိုတားဆီးဖို့ကတော့ခက်ခဲနေုံပဲလို့ဆောင်းမချင်တာဆိုပါတယ်။မြန်မာစစ်တပ်ဟာစစ်လက်နက်ပစ္စည်းတွေကိုအရက်သားပြည်သူတွေကိုပိတ်မထားတက်ခိုက်ဖို့သုံးနေတဲ့အကြောင်းအထောက်အထားတွေတွေ့နေရပြီးမဲ့တရုတ်စိုးရကစစ်ကောင်စီကိုလက်နက်နဲ့နှီးပညာအကူအညီတွေတိုးပြီးပေးနေပါတယ်။ UAB ဒရုန်းယာဉ်နဲ့နှီးပညာအကူအညီတွေကြောင့်မြန်မာစစ်တပ်ဟာပြစ်မှတ်ကိုပိုပြီးတိတိကျကျပစ်ခတ်နိုင်စွမ်းရှိလာမှာဖြစ်ပေမဲ့ မြေပြင်ကကြဆုံမှုတွေကိုတော့ပြောင်းလဲနိုင်မှာမဟုတ်ပါဘူးလို့យေတာထားတာကိုတင်ပြလိုက်ရပါတယ်။အခုဆက်လက်ပြီးမြန်မာနိုင်ငံရေးမှာဂျားဝင်ဆောင်ရွက်ဖို့မအောင်မြင်တာဟာအာဆီယံရဲ့တမာတမတ်ကြမှုဂျုံရင်းလာတာကိုပြသနေတယ်လို့သုံးသပ်ထားတဲ့ East Asia Forum ဆောင်မကိုတင်ပြပါမယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းလိုက်ခရက်ကစစ်ကောင်းဆောင်ဟာအာဆီယံကောင်းဆောင်နေနဲ့ဘုံသဘောတူညီချက်၅ချက်ရခဲ့ပြီးမြဲအကောင့်ထည့်ဖော်နိုင်ခြင်းမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာအဖွဲ့ဝင်နိုင်ငံတွေကြားစိတ်ဝမ်းကွဲမှုကြောင့်အာဆီယံရဲ့တမာတမတ်ကြမှုယုံရင်းလာတာတွေ့ရပါတယ်လို့ဆောင်းမကဆိုပါတယ်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကထိုင်းနိုင်ငံကလက်ခံကျင်းပပြီးအာဆီယံနိုင်ငံအချို့ကပဲတက်ရောက်ခဲ့တဲ့ EIC ညီလာခံနဲ့ဇန်နဝါရီလကပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကဒီလိုစိတ်ဝမ်းကွဲပြားမှုတွေကိုပြသနေတယ်လို့ဆိုပါတယ် အခုချိန်မှာမြန်မာနိုင်ငံဖြစ်ရတဲ့ကြောင်းအာဆီယံနဲ့ဒေသရင်းနိုင်ငံအားလုံးကိုထိခိုက်လာတာတွေရှိနေပါတယ်မြန်မာနိုင်ငံကငွေလိမ်လုပ်ငန်းကိစ္စလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက်တရုတ်နိုင်ငံဟာအာဆီယံနဲ့မတိုင်မြင်ပဲလှုပ်သွားတာဒါမှမဟုတ်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့ပဲနှစ်နိုင်ငံချင်းညှိနှိုင်းပြီးလှုပ်သွားတာတွေကိုတွေ့နိုင်ပါတယ်မြန်မာရင်းနဲ့ပတ်သက်ရင်စုစည်းညီညွတ်တဲ့တုံ့ပြန်ချက်ရှိဖို့မညှိနှိုင်းနိုင်တာဟာအာဆီယံရဲ့အားနည်းချက်ဖြစ်နေပါတယ်မြန်မာကြီးဟာအာဆီယံရဲ့ယုံကြည်တိုင်းမှုထွက်စာမေးပွဲတစ်ခုလည်းဖြစ်တဲ့အတွက် အောင်မြင်အောင်ဆောင်ရွက်နိုင်မှုလိုတဲ့အကြောင်းဆောင်းမရှင်ကတိုက်တွန်းရေးသားထားတာကိုတင်ပြလိုက်ရပါတယ်ခင်ဗျာ။